ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Click for Freedom YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကျူမွေးဤကွတ်တယ်ထင်ရင်ဒုသာဒုဆိုတဲ့ဟာသဝတ္ထုစာအုပ်ကိုအပိုင်းငါးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေအတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ သူကရန်ကုန်မြို့တွင်တွေ့ဆုံရန်မလွယ်ကူလျင်ဒန်လျင်ကြောက်တန်းဘက်သို့သွား၍ချင်းတွေ့ကြရန်အကြံပေးခဲ့သည်သူ၏အကြံတိုင်းပင်ချင်မိုးသူနှင့် မာလာနယ်တို့ကသဘောတူကြသည်ဒိန်းဒီ၏ခြေစနီးနှုမှာမာလာနယ်၏မိဘများနှင့်အလွန်ခင်မင်းရင်းနှီးကြသဖြင့်ကတကြောင်ဆွေရိတ်မျိုးရိတ်ကလည်းမကင်းကြသည်ကတကြောင်မို့နှုကမာလာနယ်ကို အခေါ်လာလျင်အလွယ်တကူပင်ထိုက်လိုက်ကြသည်ထို့နေ့က နှုမှာဒိန်းဒီနှင့်အတူ ပပလီကာကားကလေးဖြင့်မာလာနွေတို့အိမ်သို့ရောက်လာခဲ့သည်ထို့နောက်မာလာနွေအားသူတို့နှင့်တူဓာရုကံဘက်သို့အလဲသွားလို၍ထိုက်လိုက်ပါရန်မာလာနွေ၏မိဘများထံသို့နုကခွန့်ပန်ခဲ့သည်အမှန်တော့မာလာနွေနှင့်ချင်မိုးသူတို့သွားကြမည့်နေရာမှာဓာရုကံဘက်သို့မဟုတ်ပေအထွတ်တွင်ဖော်ပြခဲ့သည့်အတိုင်းကြောက်တန်းဘက်သို့သွားရန်ဖြစ်သည်ဤသို့ပြုရခြင်းမှာအခြားကြောင့်တော့မဟုတ်ပေသမောင်တိလင်းမာလာနွေတို့နောက်သို့လိုက်လာပြီးနှောက်ရမြေကိုဆိုး၍ပင် မာလန်လေဤမိဘများကတော့ထိုအကြောင်းများကိုမသိကြဘဲတကယ်ပင်တာရုကံဘက်သို့သွားမည်ထင်သဖြင့်ခွင့်ပြုလိုက်သည် အကယ်၍သာသူတို့ဤသမီးမှာသူတို့သဘောမတူသောချင်မို့သူနှင့်နှစ်ယောက်ထဲချင်း၍ကြောက်တန်းဘက်သို့သွားမည်ကိုသိကြလျင်တော့လုံးဝလုံးဝကိုခွင့်ပြုကြမည်မဟုတ်ပေချင်မို့သူနှင့်လက်ငွေတို့မှဒိန်းထီတို့လင်မယားနှင့်တူမာလန်ွယ်ပါလာမည်ကိုချင်းသေးသည့်နေသဖြင့်တန်လင်တရာကြီးတစ်ဖက်ထက်တွင်ရက်ဆောင်နေကြသည်ဒိန်းထီဤဘပလီကာကားကလေးလာသည်ကိုမြင်လျင်ချင်မို့သူက ကားရဲသို့လှမ်းမျော၍ကြည့်နေသည်မာလန်လွယ်ပါလာသည်ကိုမြင်ရလျင်အလွန်ပင်ဝမ်းသာ၍သွားခဲ့တော့သည်သူတို့လည်းဒိန်ဒီ၏အမိုးခွန်လာသောကားနောက်ဖက်၌ဝင်၍ထိုင်ကြသည်ကြောက်တန်းရေလေဖျားနှိရှိဓမင်းဆိုင်တဆိုင်သို့ရောက်ကြမှဒိန်ဒီကမောင်းလာခဲ့သောကားကိုဆိုင်ရှိတွင်ရပ်သည်ဂိုင်းဒီချိန်ဟာဝမ်ပိုက်ကိုဖြစ်ရမယ့်အချိန်မို့ဒီကနေမနေ့စာအတွက်တကားတော်ကဘယ်သူများပါလဲဟဲ့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 ဒိန်ထေက ကဘာမဆင်းရင်အထပ်ပါတိုင်းစတင်၍ပြောနေသည်လငွေကသွားကြည့်ကိုဖြည့်ပြခြင်းပြန်ပြောသည်ဟာဘယ်သူရှိရမှာလဲစကိုင်းသားလေးပေါ့ကွာသူတို့တွေငါတို့ကအကျိုးဆောင်ပေးခဲ့ကြတော့စေရနာဘရဘဝနဲ့ကြွေးမှာပါစိတ်မပူပါနဲ့လေချမတို့ကတော့တိန်တီဤဇနီးနုနဲ့တူကဘာမဆင်လာခဲ့ကြသောမာလာနယ်ဤလက်ကလေးကိုလှမ်းဆွဲရင်းတိန်တီတို့ကို ပြန်ပြောနေသည် စေရနာဘရဝနဲ့ကြွေးမာကဟောရီကမာလာကိုကြွေးမာပါကွာမင်းတို့ကတော့မတရာရီစာပေါ့လေကျမတို့ပြောရင် မာလာနယ်နဲ့တူဓမင်ဆိုင်တဲ့သူအရင်ဝင်၍သွားခဲ့သည်အေးငါတို့ကလည်းသရမဖက်ဖက်ကြွေးတာကိုမှအရသာရှိတာမို့အာရပါရကိုစပြမယ်လာဟေးလှငွေသွားကြစို့ဒိန်ထေကပြောရင်လှငွေနဲ့အတူဆိုင်တဲ့သူလိုက်ဝင်သွားခဲ့ကြသည်နုကလည်းသူတို့နောက်မှလိုက်ပါ၍ဝင်သွားခဲ့ကြသည် ထို့နောက်တွင်တော့စားလူရဟင်းများကိုသူတို့မှတ်စားနေကြသည်အင်းအခုမှပဲမာလာကို မောင်ဟာလွတ်လွတ်လပ်လပ်ကြီးတွေ့ရတယ်နော်အရင်ကဆိုရင်ကိုသက်မောင်ဆိုတဲ့မန္တန်ကြီးကြောင့်ခိတခဏလောက်သာတွေ့ရလို့ဖတ်တငန်ငန်ကြီးဖြစ်နေရတယ်ဒါထက်ပြောစမ်းပါဦးအခုလိုတင့်တီတို့လင်မယားမာလာကိုလာခေါ်တော့ဟိုလူကြီးရှိနေသေးသလားရှင်မို့သူကထမင်းစားနေရမှသူဤဘေးတွင်အတူရှင်တွဲကစနေသောမာလာနယ်အားမေးနေသည် ဘယ်ရှိပါမလဲရှိနေရင်သူပါတန်းလန်းတန်းလန်းနဲ့ပါတာပေါ့ဒါပေမဲ့စိတ်ကတော့အိတ်မချရသေးဘူးမောင်ရဲ့ဟင်ဘာဖြစ်လို့လဲသူကမာလာတို့အင်ကိုနေတိုင်းလာနေကြမို့အခုအိမ်မှာမာလာကိုမတွေ့ရရင်လူကြီးတွေကိုမေးပြီးလိုက်လာမှစွရတယ်ထိုစကားကိုကြားရရင်ဒိန်ထီကဝင်ပြောနေသည်ဟာကွာမာလာကလည်းဒီလူကြီးကဘယ်လိုလုပ်ပြီးဒီကြောက်တန်းဘက်ကိုလိုက်လာနိုင်မှာလဲလို့တာတို့ကံကိုသွားမယ်ဆိုပြီးအင်ကိုပြောခဲ့တဲ့ဟာ ဒါကအကိုသိန်းထီရဲ့အထင်ကိုဒီကိုသက်မောင်ဆိုတဲ့လူကြီးကအင်မတန်ပါနတ်တာ သူဟာပထမတော့သာရုကံဘက်ကိုသွားရှာမှာပဲမတွေ့လို့ရှိရင်ရန်ကုန်မြို့အနှံ့ရောပြီးတော့ဒီကြောက်တန်းဘက်ကိုတနေကုန်လိုက်ကိုရှာမဲ့လူကြီးမို့ပြောနေရတာပါရှာစမ်းပါစေသူမှနတ်မျက်စိရှိတာမဟုတ်လို့ဒီကြောက်တန်းဘက်ကို သူရှာချိန်မှာငါတို့ကလည်းရန်ကုန်မြို့ကိုပြန်ရောက်နေပြီလေဒီတော့သူ့မှသာဖက်ဖက်မော်ပြီးနေတော့မှာပေါ့ လိန်တွေကတဟားဟားပြင်ရဲ့ရင်ပြန်ပြောနေသည်อืมအကိုသိန်းကြီးတို့ကသာရေလမောလာလုံနေကြတာပါမာလာကတော့မရင်နိုင်ဘူးအိမ်ပြန်ရောက်ရင်ဘယ်လိုပြဿနာတွေနဲ့ရင်ဆိုင်ရမယ်ဆိုတာကိုတွေးပြီးရင်လင်းနေမိတယ်လေမာလာနယ်ဤစကားဆုံးတွင် ချမိုးသူကထမင်းစားနေရမှပြန်မေးနေသည်ဘယ်လိုကြောင့်ပြဿနာတွေနဲ့ရင်ဆိုင်ရမှာလဲမာလာကိုသိန်းကြီးတို့နဲ့လူကြီးတွေကထဲ့လိုက်တာပဲမာလာပါသာတိတ်တခုလိုက်လာကြတာမှမဟုတ်တဲ့ဟာဟာမောင်ကလည်း မာလာပြောနေတာက လူကြီးတွေကိုမဟုတ်ဘူးကိုသက်မောင်ကိုပြောနေတာပါသူကသာဓုကံဘက်ကိုမာလာတို့သွားတာသိရင်လိုက်ရှာပြီးသားပဲဒီလိုလိုက်ရှာလို့မာလာတို့ကိုမတွေ့ဘူးဆိုရင် သူကညီနေမှာမဟုတ်ဘူးအင်ကလူကြီးတွေကိုသာဓုကံမှာမရှိကြောင်းပြောတော့မှာပေါ့ဒီခါလူကြီးတွေလည်းမာလာကိုစစ်ဆေးတော့မယ်နီးပြက်တနာဆိုတာအဲ့ဒါပေါ့မာလာနယ်ဤစကားဆုံးတွင်ဒိန်ဒီဤဇနီးနုကဝင်ပြောနေသည်ဒါလေးများမာလာရင် သာရုကံကိုရောက်တော့တခြားဖော်တွေနဲ့တွေ့ပြီးကြောက်တန်းရင်လေဖျားကိုလိုက်ခဲ့ဖို့အတင်းခေါ်ကြတာနဲ့ကျမတို့လိုက်သွားကြပါလေလို့ပြန်ဖြေရင်ပြည့်ရောပေါ့။အင်းမမနီပြောတာကတော့ဟုတ်ပါပြီ။မိမိတို့ကခုနှစ်ပါမလား။မာလာပေါ်မှာသင်္ကန်းမကင်းဖြစ်မှာစိုးရတယ်။မဖြစ်ပါဘူးမာလာရဲ့။မောင်နဲ့မာလာတို့အခုလိုချင်းတွေ့ကြတာကို လူကြီးတွေကတည်သွားကြရင်သာပြဿနာပေါ်မှာပါ။မသိရင်မပေါ်နိုင်ပါဘူး။မောင်တို့လောက်တာတွေကသိကြည့်ပါလေလေ။ မာလာကလည်းပြီးပါစေလို့ဆုတောင်းနေတာပါပဲအမှန်တော့မောင်နှင်မာလာတို့ချစ်ကတခြားချစ်သူတွေနဲ့မတူကြဘူးနော်ဘယ်လိုမတူတာလဲရှင်းပြပါအောင်မာလာရဲ့ချင်မိုးသူကပြန်မေးနေသည် အော်တခြားချစ်သူတွေမှာတော့တစ်ဖက်မိဘတွေကသဘောမတူကြရင်ကြံတစ်ဖက်မိဘတွေကသဘောတူကြသေးတယ်အခုမာလာတို့ကြတော့နှစ်ဖက်စလုံးကသဘောမတူကြဘူးလေဒါပေမဲ့မာလာကတော့မောင်ကိုချစ်နေပြီတော့မျက်ကန်းတစ်စီမကြောက်ဆိုသလိုစွတ်ပဲချစ်နေမိတာပဲ ဒါတွေကိုပြန်တွေးမိတိုင်းမာလာကတော့ကိုကိုကိုအံ့ဩလို့မဆုံးဘူးဟာအဲ့ဒါတော့မာလာမှားနေပြီမောင်ဘက်ကတော့သဘောတူပါတယ်မောင်အဖွားကတော့မာလာရဲ့မိဘတွေလို့မဟုတ်ပါဘူးမောင်သဘောတကူပါကွာအဲ့ဒီမောင်သဘောတကူဆိုတာကမာလာဟာဇာတာပရိသမီဖြစ်ရမယ်ပြီးတော့မြေဥဟာတာယောက်ျားကလေးမွေးပြီးမဲ့တွေကိုမှသဘောတူမှာမဟုတ်လားလို့မှန်တယ်လေဒီကိစ္စနဲ့ပတ်သက်ပြီးမောင်ဟာမာလာကိုရှင်းပြခဲ့ပြီးပြီမဟုတ်လားလို့ မာလာကလည်းအဲ့ဒါကြောင့်ပြုံးနေရတာပေါ့မာလာရဲ့မိဘတွေသဘောမတူကြဘူးဆိုတာကသူတို့သဘောတူထားခဲ့ကြတယ်ကိုကုံမောင်ရှိနေလို့ပါအဲမောင်အဖွားကြတော့ဇာတာပရိသမီမဟုတ်တဲ့သူလဲမာလာဟာဖြစ်နေတယ်လို့တာဥယောက်ျားလေးမွေးမဲ့သူလဲဖြစ်ချင်မှဖြစ်မှာမို့မောင်အဖွားကဘယ်လိုသဘောတူနိုင်မှာလဲမာလာနယ်ကရှင်းပြလင်းဂျမောတို့မှဟုတ်မှန်နေတဲ့ဖြင့်မြည်တို့မှပြန်မပြောနိုင်ပဲငိုင်ကြွေသွားခဲ့တော့သည် ဒီမှာမာလန်လွဲ့ဘက်သို့ဂျင်နာမှုအပြည့်ဝပါရှိသောအကြည့်ဖြင့်ကြည့်ကာအာဘေစကားကိုပြန်ပြောနေတော့သည်ကဲပါမာလာရဲ့ဒီကိစ္စတွေကိုကောင်းရှုပ်ခံပြီးတွေးမနေစမ်းပါနဲ့ဒါတွေကိုနောင်ခါလာနောင်ခါစည်းသဘောထားလိုက်ပါရေးကြည့်တာက မောင်နဲ့မာလာတို့တူဦးပေါ်မှာတူဦးသစ္စာရှိရှိနဲ့ချက်သွားကြဖို့ပါပဲအိုးအဲ့ဒါကိုတော့စိတ်ချပါဒီတက်မှာမောင်ကလွဲလို့မာလာဟာဘယ်ယောက်ျားကိုမှမယူဘူးဆိုတာသစ္စာပြည့်ရဲပါတယ်လေ မောင်ကသာယောက်ျားမို့တယောက်တစ်ပါးနဲ့နောက်တစ်ချိန်မှာဖုံပြားမှာအဆုံးမိတာပါစိတ်ချလက်ချတာနေစမ်းပါချစ်ရဲ့မောင်ကလည်းမလာကလွယ်လို့ဘယ်မိမ့်မကူမှမယူဘူးဆိုတာဂရိတ္တဇာဆွေရဲပါတယ်လေမောင်ဘဝမှာမလာဟာပထမဆုံးနဲ့နောက်ဆုံးချစ်သူပါမောင်ဖို့တခြားချစ်ရမယ့်သူ မရှိတော့ပါဘူးမောင်ချစ်ကို ပုံခိုင်းပြရမယ်ဆိုရင်อืมမောင်ချစ်ဟာဘာနဲ့တရံတူတယ်လဲဆိုတော့ဟိုဟိုတဲ့အဲ အဲဟိုနှစ်ချီတွေနဲ့တူတယ်ကွဇေမိုးသူဤစကားများကြောင့်မာလာနယ်နှင့်တိန့်တီတို့လင်မယားမှာရေနေကြသည်လက်ငွေကတော့ဓမင်စားနေရမှမျက်နှာကြီးကိုမဲ့ပြားရင်ပြန်ပြောနေသည်ဟာကွာရှင်မိုးသူရဲ့ပုံခိုင်းတာရှားလွန်းလို့နှစ်ချီနဲ့ခိုင်းရသလားကွာဒီမှာဓမင်စားလို့မပြီးသေးဘူးကွာမင်းလောက်တာနဲ့ငါစိတ်ထဲမှာမသုံးမတန်ကြီးကိုဖြစ်လာတာပဲဟွန်းလက်ငွေဤစကားများကိုကြားရရင်ရှင်မိုးသူကပြန်မေးနေသည်ဘာလဲကွာ ငါကနှစ်ချင်းနဲ့ဥပမာပေးလို့မင်းကယွန်းသွားပြီးထမင်းကိုမစားကြတော့ဘူးပေါ့ဒါဆိုကောင်းတာပေါ့ငါမှငွေကုန်သက်သာတာပေါ့ငါကောင်ရမဟုတ်ဘူးကွာမင်းကငါထမင်းစားနေတော့အလိုက်မသိအာမနာညညပပကိုပြောတော့ငါမှနောက်တပွဲပူပြီးစားခြင်းစိတ်ပေါက်လာလို့ဟေးပေါက်လာလို့လန်ငွေကပြန်ပြောရင်ဇဝဲတို့ကောင်းလေးအားလန့်ခေါ်သည်ဟေ့ညီလေးထမင်းနောက်တပွဲနဲ့ကြက်သားစီပြန်ထပ်ပြီးစမ်းကွာ လငွေကပြောလင်းဂျန်လူတွေမှာတဟာဟာဖြင့်ရဲနေကြတော့သည်ဒိန်ဒီဤဇနီးကရှင်မို့သူအားပြန်မေးနေသည်ကိုရှင်မို့သူကပုန်ခိုင်းတာကအဆမ်းပဲဘာဖြစ်လို့နှစ်ချင်းနဲ့တူတဲ့အချစ်လို့ပြောတာလဲရှင်းပြစမ်းပါဦးကောင်းပြီနားထောင်နှစ်ချင်းများဟာညှစ်မိရင်ပြန်ပြီးနှာခေါင်းထဲသွင်းမရသလိုကျွန်တော်အချစ်ဟာလည်းနှစ်ချင်းလိုညှစ်ထုတ်လိုက်မိရင်ပြန်သွင်းလို့အာ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 ဟိုနှစ်ချင်းနဲ့ရောသွားပြီဟိုဒီလိုပါ ျွန်တော်အချက်ကလည်းချစ်မရင်ဘယ်တော့မှနောက်မဆုတ်ဘူးလို့ပုံတရံနှိုင်းပြတာပါဗျာတော်ခိုက်တို့ရနေတို့ငဆိုးထိုးတန်ကြီးနဲ့တွေ့တော့အတန်ကြီးတန်ပေါ်လာခဲ့သည် အောင်မဲလက်စတတ်တော့သူကဒီမှာလာပြီးအကြည့်ဆိုင်နေတာကို ကြာလဲကြတဲ့ဟာတွေထိုးတန်ကြီးကြောင့်သမင်းဝိုင်းတွင်ရှိနေကြသောရှင်မိုးတို့အုပ်စုမှလမ်းဖြတ်ကသွားခဲ့ကြသည်လောက်ငွေမှာအတန်ရှင်ကိုမြင်ရရင်ရုတ်တရက်ထား၍អော်လိုက်သည်အုံမလေးလေးလောက်ကြပါဦး တရေတရေကြီးဗျတို့ဤအတန်ကြောင့်ငဆုထိုးတံပိုင်ရှင်မင်းလျင်လန့်သွားခဲ့သည်ဘယ်မှာလဲတရေပြာစမ်းတရေတရေဆိုကြုတ်လဲကြောက်တယ်ဗျဘယ်မှာရမှာလဲဗျခင်ဗျကိုပြောနေတာလေလန့်ဝေကပြန်ပြောလျင်ထိုးသူမှာဒေါကန်၍သွားခဲ့တော့သည်အတန်ရှင်မှာတခြားသူတော့မဟုတ်ပေမာလာနယ်နှင့်လူချင်းချင်းစိတ်ဆက်ကြောင်းလန်းထားခဲ့ကြသောတမောင်ဖြစ်သည်ခမရကကျုပ်ကိုရန်စတာလာရင် မထင်ရင်လိုထင်နိုင်တယ်လေလန့်ငွေကလည်းဘူးကြကြပြန်ပြန်ပြောနေသည်ဒိန်ထီဤစနီမှာတက်မောင်နဲ့ခင်မင်းနဲ့တပြင်ရာမဝင်၍ဖြန့်ဖြေးပေးရတော့သည်ပူကိုလန့်ငွေကလည်းအလကားစနေပြန်ပါပြီတော့ကြရမ်းဖြစ်နေပါဦးမေကိုတက်မောင်ကလည်းစိတ်မဆိုးပါနဲ့ရှင်ကျမတောင်းပန်ပါတယ်ဘာမှတောင်းပန်နေစရာမလိုပါဘူးလေကျုပ်အခုလာခဲ့တာကမာလာကိုလာခေါ်တာပဲကဲမာလာသွားကြမယ် သူအားမျက်စိပြက်ပြက်မျက်နှာပြက်ပြက်ဖြင့်ကျင်နေသောမာလာလွယ်အားတမောင်ကလှမ်းခေါ်နေသည်။ဘူးမာလာမပြောင်းနိုင်သေးပါဘူး။အခုမှပဲရောက်စားပဲရှိသေးတာ။ဖျားဖူးကြီးမြပြောင်းနိုင်မယ်။မာလာလွယ်ဤညင်တန်ကြောင့်တမောင်ဤမျက်နှာပေါ်တွင်ဒေါသကိုယ်တွေတန်းသွားခဲ့သည်။ဟာဒီလိုဆိုကိုကိုမောင်နဲ့အတူဖျားဖူးကြမယ်လေ။ကဲထဖျားဖူးသွားကြရအောင်။တမောင်ကပြောပြောဆိုဆိုနဲ့မာလာလွယ်ဤလက်ကိုအတင်းဆွဲခေါ်နေသည်။တကဘာလုပ်တာလဲကိုကိုမောင် မာလာဖျားဖူးမေဆိုတာရှင်နဲ့မဟုတ်ဘူးဟောဒီကမာလာရဲ့မိတ်ဆွေတွေနေပါမာလာနယ်ကလက်ကိုပြန်၍ဆောင်းယုံရင်ဒေါသတန်ဖြင့်ပြောနေသည်ဂျမိုးသူမာတော့သူဤရှိမောက်တွင်တမောင်ကပိုင်စိုးပိုင်နှင်းသူဤချစ်သူကိုဆွဲလာငင်လာလုံနေသည်ဖြင့်ဒေါသတွင်မှရင်ထဲမှနေ၍အလိတ်လိုက်တက်လာနေတော့သည်သို့သောခမင်းဆိုင်တွင် ဖြစ်နေ၍စိတ်ကိုအတော်ပင်ထိန်ချုပ်ထားနေရသည်ဒါကဘာသဘောလဲမာလာဖျားဖူးတာကိုခွဲချမ်းခွဲချမ်းလုပ်နေရသလား ကိုကိုမောင်ဟာမာလာရဲ့ခွန်းလောင်းဆိုတာကိုမေ့သွားပြီလားတမောင်ကလျော်တန်ကြီးဖြင့်ပြန်မေးနေသည်ဒီမဲအလူရှင်မသိအောင်မတ်တက်လိုင်ကိုတက်ပြမနေနဲ့ကိုကိုမောင်နဲ့ဆက်ဆက်ခဲ့တာဟာမာလာအနေနဲ့ကိုကိုမောင်ကိုချိကြိုက်လို့မထင်ပါနဲ့လူကြီးတွေစကားကိုမငင်းပယ်ခြင်းလို့လက်ခံလိုက်တာပါဘာလူကြီးတွေစကားကိုမပယ်ခြင်းလို့လက်ခံလိုက်တာဟုတ်လားမှန်နေအေးလေအခုတော့မင်းကဒီစကားတွေပြောတော့မှာပေါ့အစ်စ်ကိုတွေ့နေပြီကို ငစိမ့်မြင်ငကင်ပစ်တယ်ဆိုတာဒါမျိုးပဲထင်ပါရဲ့နော်တမောင်ပြောလိုက်သောစကားများမှာမာလာလွယ်ဤဒေါသတွေကိုနှိုးဆွတယ်လို့ဖြစ်ကားသွားခဲ့တော့သည်ရှင်ရှင်စကားပြောတာကြည့်ပြောပါငစိမ့်မြင်လို့ငကင်ပစ်တယ်ဆိုရအောင်ရှင်ကကျမချစ်သူမို့လားမာလာရဲ့ချစ်သူကဟောရီမဲတွေ့လားကိုချင်မို့သူတဲ့တိပြီလားဟေးဟေးမင်းချစ်သူကဒီကောင်စုတ်လားကွာ ။တောင်စားနေရွှေမင်းသမီးလိုမလိုက်ဖက်လိုက်တာကွာ။ဟွန်း။တမမဒေါသာလဲထွက်။ရှက်လဲရှက်လာသဖြင့်အထက်ပါအတိုင်းခိုင်ရိုင်းရိုင်းရောပြစ်လိုက်တော့သည်။ငကိုကလေးကဒေါသာဖြစ်နေသောချင်မိုးသူအဖို့တော့ထိုစကားများကိုကြားရလျင်တော့ဖြစ်ပေါ်နေသောဒေါသာကိုတား၍မရနိုင်တော့ပေ။အေးငါကအကောင်ဆုံးလားမင်းကအကောင်ဆုံးလားဆိုတာဟောရီမန်ငါလက်သီးကိုမြည်ကြည့်ပြီးတော့ယော့ချင်မိုးသူပြုံမှုပုံမှာမြန်ဆန်လွင်လာသည်ဖြင့် အနည်းတွင်ရှိနေသောဒိန်တီပင်လျင်လက်မတားလိုက်နိုင်တော့ပေသမမာလည်းရှင်မို့သူဤပြင်ထန်လာသော လက်သီးတံကြောင့်မတ်တနေ၍နောက်ဘက်သို့လဲကျသွားရာအခြားဇဝဲတွင်ထိုင်စားနေကြသောလူများပေါ်သို့ကျသွားခဲ့သည်ဒဆိုင်လုံးလည်းရုတ်ရုတ်သက်သက်တွင်ဖြစ်ကုန်သွားတော်သည်ဆိုင်ရှင်မာလည်းသူတို့ထံသို့ပြေးလာပြီးတောင်းပန်နေရသည်ငါညီတို့ရဲ့ရံမဖြစ်ကြပါနဲ့ငါဆိုင်ကလေးကိုသက်ဆိုင်ရာက လာပိတ်တာခံရရပါဦးမယ် မြန်မာချင်းချင်းပဲလက်မပါကြပဲအေးအေးဆေးဆေးဖြေရှင်းရင်ရပါတယ်ကွာဟုတ်လားဒိန်တွေကလည်းချမတို့အားဆိုင်ပြန်တို့ဆွဲခေါ်ရင်ချော့နေရပြီတိခံလိုက်ပါတငယ်ချင်းညာထက်ပြီးရံမဖြစ်ချင်ပါနဲ့တော့ဟိုလူလဲမင့်လက်သီးတန်ကြောင့်အစ္စလမ်ဝေသွားပြီဟာဒုရနာမမာလာနယ်နဲ့လှငွေတို့ပါလာခဲ့ကြသည်နုကတော့လက်ကြသွားသောတတ်မောင်ကိုဆွဲထုတ်ရင်တောင်းပန်နေရပြီစိတ်မဆိုးပါနဲ့ကိုတတ်မောင်ရင်ဒါတွေဟာနုတို့ပြစ်တွေပါရှင် ဒီကိစ္စတွေအလုံးကိုမလာတော့အိမ်ကြတော့ဖြည့်ရှင်းကြတာပေါ့နော်ဒိန်ဒီဤစနီနုကတောင်းပန်နေစဉ်တတ်မောင်မလဲကြနေရမှ ပြန်ထကဒေါသဖြင့်ပြန်ပြောနေသည်အောင်မအခုမှပြရည်နဲ့ဝမ်းလာချလို့ကျုပ်ကကျင်နေရမှာလားခမားဟာမလာနဲ့ဆိုဆွေရိတ်မျိုးရိတ်မကင်းပါမလာကိုညီမအရင်လိုစောင့်ရှောက်ဖို့တာဝန်ခမားမှာအပြည့်ရှိပါတယ်အခုတော့ခမားကမလာကိုဂလေးကြေချီကောင်မျိုးနဲ့ရအောင်ဖန်တီးပေးနေတာကောင်းသလား အခုဖြစ်ရတဲ့ကိစ္စတွေအလုံးတွေခမရမှာတာဝန်အပြည့်အဝရှိတယ်ဗျ။အိုးကိုသမောင်ကလည်းတစ်ဖက်သားကိုဒီလောက်လည်းမနှိမ်ချပါနဲ့လေ။သူဟာကလေးကြီးချင်းမဟုတ်ပါဘူး။ငွေကြီးချမ်းသာတဲ့သူပါလေ။သူနဲ့မန္တာတို့ကချစ်သူတွေဖြစ်နေကြပါပြီ။ဒါပေမဲ့သူတို့နှစ်ဦးဟာမတွေ့ရတာကြာလပြီမို့ကျမတို့ကိုမန္တာကအပူကပ်ပြီးတွေ့နိုင်အောင် ဖန်တီးပေးပါဆိုလို့အခုလိုကူညီရတာပါလေ။ဒါကြောင့်မို့လို့ရှင်နဲ့မတွေးကြရအောင်တာရုကံဘက်ကိုသွားမယ်ဆိုပြီးဒီကြောက်တန်းဘက်ကိုလာခဲ့ကြတာပေါ့ ်နုကရှင်းပြနေသည်တမောင်ကိုဒီလိုတပတ်ရိုက်လို့ဘယ်ရပါမလဲသာရုကံမှာမရှိကြတဲ့ကခမရတို့ကိုမတင်ကြတာနဲ့ဟောဒီကြောက်တန်းပဲရောတန်လင်ပဲရောအနှံ့လိုက်ရှာခဲ့တာအခုတော့ပြေးမလွတ်တော့ဘူးမဟုတ်လားဗျာတမောင်မှာနုအားတယောတန်ဖြင့်ပြောပြီးဆိုင်ပြင်တွင်ရှိနေကြသောရှင်မိုးသူတို့ထံသို့အမြန်လျှောက်၍သွားခဲ့သည်ရှင်မိုးသူမှာတမောင်လာ နေသည်ကိုမြင်ရလျင်မာလာနယ်၏လက်ကိုလှမ်းဆွဲကာထားရင်း သမန်ကိုဝန်နေပေးနေသည်ဒီမဲ့ကိုလူကျွတ်တို့ချစ်သူနှစ်ဦးအေးအေးဆေးဆေးအပန်းဖြေလာကြတာကိုထပ်ပြီးနှောက်ရက်ဖို့မကြံပါနဲ့လို့သတိပေးပြရစီမရရင်တော့စောစောကထက်နာအောင်စော်တိပြရလိမ့်မယ်ဗျို့ဂျမိုးတို့ဤဂျင်းဝါတန်ကြောင့်သမောင်မမာလာနဲ့ထံမားတို့မသွားရတော့ပြီခလန်လန်မနေရတာမာလာနဲ့ကိုလှမ်းမေးနေရသည်ဟေ့မာလာငါနဲ့ပြန်လိုက်မာလာမလိုက်ဘူးလားဒါကိုပြောစမ်း မလိုက်ပါဘူးလို့ရှင့်ကိုဘယ်နှကြိမ်ပြောနေရမှာလဲရှင့်မှသာလမ်းလမ်းတိုင်းသာပြန်ကြွပြီတော့မလာနယ်ကလည်းချင်မိုးသူဤလမောင်ကလေးကိုကင်ထားခြင်းမအတန်မာမာဖြင့်ပြန်ပြောနေသည်ဟာငါအခုလိုက်လာတာကငါတယောက်တည်းပြန်ဖို့မှမဟုတ်ပဲမင်းကိုပါအပေါက်ခေါ်ဖို့လာတာကငါတယောက်တည်းပြန်လို့မဖြစ်ဘူးဒေါ်စကားဆုံးတွင်လှငွေကဝင်၍နောက်နေတော့သည်ခမရတယောက်တည်းပြန်လို့မဖြစ်ရင်ခမရကနောက်ကတန်ဃာတော်၅ပါးကိုကာတစီနဲ့ထည့်ပေးပြီးကျွန်တော်တို့က ရက်တောင်တစ်ချောင်းစီကင်ပြီးလိုက်ပို့ပေးပါမယ်ဗျာဟုတ်လားလောင်ဝေဤနောက်ပြောင်တန်ကိုကြားရလင်တက်မောင်မာတော့ပွား၍သွားတော်သည်ဟမ်ကို့လူဒါပါစကားလဲကျုပ်ကိုသင်္ချိုင်းပို့နေတာလားမဟုတ်ပါဘူးကြံတော့ပို့နေတာပါလောင်ဝေကပြောလင်တက်မောင်လက်သီးကိုဆုပ်ကားထိုးဟန်ပြင်တော်သည်အမဲအမဲကို့လူကဘောက်စင်ပလေးရှင်မြန်ပြီးထင်တယ်ဒီမဲ့ ကျုပ်လက်သီးဟာဖိုမင်တို့မိုက်တန်ဆန်တို့ရဲ့လက်သီးလိုပြင်းနေတော့လန့်ငွေကလည်းလက်သီးကိုဆုပ်ပြခြင်းတမောင်ကိုပြန်ကျိနေသည်တမောင်မှာတောက်တစ်ချက်ခေါရင်သူတို့ကိုပြန်ကျိနေသည်အေးလေမင်းတို့ကအုပ်စုနဲ့ဆိုတော့ဖင်ကောင်းကျင်နိုင်ကြတာပေါ့အေးတနေ့တော့ငါအကြောင်းကောင်းကောင်းကြီးသိရမယ်ကွာတမောင်တဲ့တမောင်မှာဒေါသတန်ဖြင့်သူတို့ကိုကျိန်ပေါင်းကခြာကနေလက်ထွက်သွားခဲ့သည်ချင်မို့သူတို့ကတော့ တော့ကံ၍သွားခဲ့သောသမောင်ကိုလမ်းကြည့်ပြီးရေနေကြသည်။ gain ပြဒနာကတော့ကုလသမဂ္ဂကြီးတောင်ဖြည့်ရှင်းပြီလို့မရတဲ့အထီကိုရောက်နေပြီကွာ။မင်းတို့ဘယ်လိုဆက်လုပ်ကြမလဲဟေ။သမောင်ထွက်သွားအပြင်း၌ဒိန်ထေကစိတ်ရှုပ်တန်ကြီးဖြင့်ရှင်မိုးသူတို့ကိုမေးနေသည်။မာလာနယ်မှာလည်းညနာငယ်ကလေးဖြင့်ရှင်မိုးသူအားလမ်းကြည့်ကပြန်ပြောနေသည်။မာလာလေးမပြောထက်တော့ဘူး။ သူကတော့အင်ကိုတန့်သွားပြီးဖီဖီနဲ့မိမိကိုတိုင်ပြောမှကျင်းသေးတယ်အကိုသိန်းထီရဲ့မှန်တယ်နင်သာအင်ပြန်ရောက်ရင်တော့စောဘလော်တိခံရမှာသိကြသလိုငါတို့ကလည်းနင့်မေကပိုးစုပက်ဆက်ပြောပြီးသားပဲသိန်းဒီဤစကားဆုံးတွင်လှငွေကဝင်၍အကြံပေးနေသည်ဒါဆိုဒီလိုလို့ကွာကျမတို့နဲ့မလာနေတို့ကလည်းတူးကတူးမခွဲနိုင်အောင်ချစ်နေကြပြီဆိုတော့တခါတည်းသာခုပြေးပြီတော့ကွာ ထိုစကားကိုဒိန်ထီဤဇနီးနုကလည်းဝင်၍ထောက်ခံလေသည်မှန်တယ်ကိုလောင်ွေပြောသူလိုသာလုပ်ကြပြီတော့နို့မမာလာဟာကိုသက်မောင်လက်ကိုရောက်မှာကျင်းနေတယ်အပြင်ကိုလည်းနင်ပေတော့မှထွက်ရတော့မှမဟုတ်ဘူးငါပြောတာဘယ်နဲ့လဲမာလာနယ်ကတော့ချက်ချင်းပြန်၍အဖြေမပေးနိုင်သေးပဲငေးငိုင်ကားနေသည်ဂျမို့သူကမာလာနယ်ဤပခုံးကလေးကိုယူရစွာကင်တွယ်ရင်းအားပေးနေသည်ဒီမဲ့မာလာမနှွေပြောသလိုမောင်နဲ့သာလိုက်ခဲ့ပါတော့ ဒါမှလည်းမာလာနဲ့မောင်တို့ဟာပေါင်းသင်းကြရတော့မယ်။နို့မို့ပေါင်းသင်းကြဖို့ဆိုတာအရန်ကိုဝေးသွားမှာ။မောင်ကတကယ်ချစ်တယ်ဆိုရင် မောင်လိုက်သားစကိုင်းကိုလိုက်ခဲ့ပါ။မာလာကိုမောင်ကတရားဝင်လက်ထပ်ယူမှာပါကွာ။ဒိန်ထေကလည်းဝင်၍တိုက်တွင်းနေပြန်သည်။ဟုတ်တယ်မာလာ။အခုမှတော့ဘာမှနောက်ဆန်ဝင်မနေနဲ့တော့။ချမိုးသူပြောသလိုသာသူနဲ့လိုက်သွားပြီတော့သူမိဘတွေကလည်းငွေကြေးချမ်းသာတဲ့ဟာနင့်တွေပူစရာမလိုပါဘူးလေအင်း ကိုသိန်းတီကအကောင့်မြင်ဝါဒဘက်ကနေကြီးပြောနေတာကိုမောင်မိဘတွေငွေကြီးချမ်းသာမှန်မလာသိပါတယ်ဒါပေမဲ့မောင်ရဲ့တူရဲသောအဖွားကဘီလင်ယူနယူဖြစ်နေလို့မလာနဲ့သဘောတူပါမလားနေချင်းကလွင့်နေတယ်လေမလာနယ်ကဘူပင်တန်ကလေးဖြင့်ပြန်ပြောနေသည် ဟာ နေချင်းလွဲကောဘာဖြစ်တယ်လဲလောကမှာမူသားမပါလင်္ကာမပြီးဘူးတဲ့ပြီးတော့နင့်နာမည်ကြီးကမလာနယ်ဆိုတော့နာမည်ရဇာတာပရိအဲ့ဒီလိုပဲဇာတာပရိသိမိလို့ပဲထင်နေကြမှာ ်ဘယ်သူကမှတောက်ကြသမီးလို့ထင်မှာမဟုတ်ပါဘူးဒါကထားမှာတော့တကယ်လို့မောင်နှင်ပေးစားပြီးမာလာဟာသူ့အဖွားလိုချင်နေတဲ့တာအုပ်ယောက်ျားကလေးမမွေးပေးနိုင်ရင်ကော မာလာနယ်ကစောရကတက်နေပြန်သည်ဟာကွာမာလာကလည်းအဲ့ဒီခါကျတော့လေကိစ္စကလွတ်နေပြီမာလာဟာရှင်မို့သူနဲ့ပေါင်းတင်တာကြားနေမှတော့ယောက်ျားပဲမွေးမွေးမိန်းကလေးပဲမွေးမွေးဘာပြဿနာမှမပေါ်တော့ပါဘူးကွာဒိန်ဒီဤစကားဆုံးတွင်ရှင်မို့သူကလည်းဝင်၍ပြောနေသည် ဟုတ်တယ်အချစ်ရဲ့ တိန့်တီပြောသလိုသာလောက်ကြရအောင်အခုအချစ်အင်ကိုပြန်သွားရင်ဒီတဲ့သက်မှာမောင်နဲ့ပြန်ဆောင်ဖို့ဆိုတာဖြစ်နိုင်ဖို့မလွယ်ဘူးဒီတော့မောင်နဲ့သာလိုက်ခဲ့ပါကွယ်အဖွားစီကိုလည်းမောင်ဟာအချစ်ကိုခေါ်လာခဲ့မယ်လို့စာရေးထားခဲ့ပြီးပြီပဲအားလုံးကတညတညတဲဝိုင်းကနေတိုက်တွန်းနေကြသဖြင့်မာလာနယ်မှာလက်ခံလိုက်ရသည်လက်မခံ၍လည်းမဖြစ်ပေယခုလိုချင်မိုးသူနှင့်ဒိတ်ဒိတ်ခုတ်တွေခြင်းကိုသူ့မိဘများသိရှိခဲ့ပါလျင်သက်မောင်နှင့်ချက်ချင်းပင်ပေးစားလိုက်မည်မှာမြေကြီးလက်ခံမလွဲပေ ရှင်မို့သူကတော့အလွန်ပင်ဝမ်းသာနေတော့သည်ဒါဆိုမောင်တို့တိတ်ခုခံတစ်ခုခုမှာသွားနေမှဖြစ်လိမ့်မယ်ထင်တယ်ရှင်မို့သူဤစကားများကိုကြားရလျင်လှငွေကမကျင်တဲ့တန်နဲ့ပြန်မေးနေသည်ဟာငါ့အိမ်မှာနေတော့ဘာဖြစ်မှာမလို့လဲအနာလို့လားမဟုတ်ဘူးလေမင်းအိမ်မှာနေရင်မာလာရဲ့မိဘတွေကနေတဲ့နေရာကိုတီးသွားမှာပေါ့မင်းအိမ်မှာနေမဖြစ်တလို့တင့်ထီတို့အိမ်မှာနေရင်လည်းတာပြီတောင်မဖြစ်သေးတယ်ဒီတော့သူတို့နဲ့လွတ်ရကင်းရတက်ခုကံပါတရက်နှစ်ရက်နေမယ် ကြီးမစကန်းကိုပြန်မယ်ကွာအေးပြန်လာလဲပြန်ပေါ့ကွာမပြန်ခင်မင်းတို့နှစ်ယောက်တရားရုံးမှာလက်ထပ်ထားကြဖို့ကအရေးကြီးတယ်နော်တင်းဒီကဝင်ရွေးတရီပေးနေသည်ဟာအစ်စ်ပေါ့တင်းဒီပြောမှတရီရတယ်နို့မို့ဆိုငါ့ကိုလူခုံးမှုနဲ့မာလာရဲ့မိဘတွေကအမှုဖွင့်နေအောင်ပဲကွာကဲဒါဆိုရင်အချိန်ဆွဲမနေနဲ့ငါတို့တွေလူတွေစုံနေကြတော့ဒီတန်လင်းမှာရှိတဲ့တရားရုံးမှာနှစ်ဦးသဘောတူလက်ထပ်ကြကွာငါတို့ကအသည့်သက်တွေပေါ့ဘယ်နဲ့လဲ လန့်ငွေကဝင်ပြောနေသည်ဂျင်မိုသူကမာလာနွဲ့ဘက်သို့လန့်ကြည့်ကမေးနေသည်ဘယ်နဲ့မှလဲမနေနဲ့ဖြစ်လာမှတော့ဘာတတ်နိုင်မှာတော့မလဲโอเคဒါဆိုရင်နီယာတရားရုံးကိုသွားပြီးလက်ထပ်ကြစို့ဂျင်မိုသူဤစကားဆုံးတွင်သူတို့အားလုံးသိန်းဒီဤပပလီကာကားဘော်ကိုတက်နေကြသည်ကျမတို့နဲ့မာလာနယ်ကကာမောင်းသူတိန့်တီဤဘေးတွင်ရှိထိုင်ကုန်၌အတူထိုင်နေကြပြီးလငွေနှင့်တိန့်တီဤဇနီးနုကတော့နောက်ဘက်ရှိအမိုးပွင့်ထိုင်ကုန်တွင်သွားထိုင်နေကြသည် နန္ဒစာအတွက်ကြတင်သောငွေများကိုတော့ဂျမိုသူကကဘောမတက်မီသွားရှင်းခဲ့သည်။သို့နှင့်ပင်ဂျမိုသူနှင့်မာလာနွေတို့မှမမျှော်လင့်ပဲလက်ထပ်လိုက်ရတော့သည်။ဟုတ်ကဲ့ပါခင်ဗျာ။ဆိုင်ဆရာဆရာကျူမွေးဤကုတဲထင်းရင်ဒုသာဓုဆိုတဲ့ဟာသဝုဒ္ဓစာအုပ်ကိုအပိုင်း၅နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာ။ကျွန်တော်တို့အားလုံး အပိုင်း6မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ